အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့အားလုံးစောင့်မျှော်နေကြတဲ့အိမ်တောင်ကြီး Pro Max နဲ့တမီးသား Pro တို့ကိုနှိုင်းရှင်ပြီးတော့ review လုပ်ပေးတော့မှာဖြစ်ပါတယ်အဲ့ဒီတော့ base quality ဘိုင်းကနေစပြီးတော့အရင်ပြောကြတာပေါ့ base quality ဘိုင်းမှာတမီးသား Pro ကတော့ပိုကောင်းတယ်လို့ပြောလို့ရတယ်သုံးနာရီပစ္စည်းကြီးကောင်းတယ်ပိုလှတယ်အမြင်ပိုတင့်အိမ်တောင်တဲ့ Pro Max ကတော့အစာပိုင်းမှာခဏလောက်အဆင်ပြေတယ်နောက်ပိုင်းမှာ base quality ကတော့တော်တော်ရော့ပါ ါပေမဲ့တမီးကြီးသားပရိုကလည်းအချိန်တန်ရင်တော့ဘေးကွက်လက်တီကျလာပါတယ်နောက်ပြီးတော့ဘက်ထရီလိုက်ပေါ့နော်တမီးကြီးသားပရိုကတော့ဘက်ထရီလိုက်ပူကောင်းတယ်ပြောရမယ်ဟုတ်ကဲ့ဒီနေ့လေးချစ်တော့တနေ့မရှောင်းလဲကြအောင်လိုက်ပူမှာလိုက်ပူမှာပေါ့ဒီနေ့ဒီနေ့လုံးကိုကိုရဲ့အချိန်လေးကိုချစ်တော့ပေးထားလိုက်တာ ောင်းတဲ့ Pro Max ကလည်းဘက်ထရီအကုန်မြန်တယ်လို့ပြောလို့ရတယ်။သူကိုယ်တိုင်ကလည်း test တွေများတာကြောင့်ပါပါတယ်။အကြိုက်တပြက်စီးလေးလေးလိုက်အောင်နော်။အကြိုက်အမိုက်တွေပြစ်လိုက်အောင်နော်။အကြိုက်အေးရခင်းလေးလေးရှော့ပေးပါအောင်။အကြိုက်တောက်လေးလည်းထည့်ပေးအောင်နော်။ဟော အဲ့စင်းပြေးလာဟောအေးပြေးပါလေကွာရကြညနေအားရလေဘာစီစဉ်ရှိလဲဟောဟူဝရနာလေးတွေ့လားအဲ့မှာဖြားလေးခင်းပန်ကလေးဖွင့်ပြီးဆက်ဆက်လေးအေးဖို့အစီအစဉ်ရှိတယ်မိန်းမရေးကြီးဆုံးတစ်ခုကတော့ performance ပေါ့နော် တမီးသား Pro ရောအိမ်တောင်တဲ့ Pro Max က Mirin SoC လို့ခေါ်တဲ့အလယ်လက်တန်းစား CPU အလယ်လက်တန်းစား RAM ပမာဏကိုသုံးထားတာဒါပေမဲ့အိမ်တောင်တဲ့ Pro Max ကတော့ test တွေများတဲ့အတွက်ဟန်းနာကြောင်တာမျိုးတွေခဏခဏဖြစ်တတ်တယ်ဟုတ်ကြအဲ့ဒီအဲ့ဒီပြီးတော့အဲ့ဒီပြီးတော့ဘာလုပ်လဲကြီးအဲ့ဒီပြန်နေလေဘာလို့အဲ့ဒီပြန်နေလဲဟောမမမမဒီမှာ Oppo E5 Pro အသေးရောက်လာလို့ မှားထားတာအဲ့ဒါစင်ကက်ချင်းမျိုး client ကိုဖုန်းဆက်လို့လုပ်နေအေးဟမ်ရှင်ဟင်းရောဘာလိုက်လိုက်တာလဲဟာဟာဟူကောင်းသေးတယ်ဒီဖုန်းကအပူခံတယ်ဆိုလို့ တမင်ကြီးသား Pro ကတော့အစာပိုင်းမှာ performance ကြီးကောင်းဝင်မဲ့6လလောက်ကြာရင်တော့ test တွေတမင်ပိတ်ပစ်တဲ့အရာလေးတွေတော့ရှိတယ်။ချက်ကိုဒီနေ့ပင်မနေလို့စောစောအိတ်တော့မယ်နော်။ချက်ဒီနေ့မလာချင်တော့မစားတော့ဘူးเนาะကိုယ်အလက်စထားမှာဆိုတော့ကျုံကျုံနေပဲထင်းစားရပါတော့ နောက်တစ်ခုကတော့ software ဘိုင်းပေါ့နော်အိမ်တောင်တဲ့ promise တွေအတွက်တတိထားမှာတစ်ခုက software update update software ဖြစ်တဲ့အတွက်ကြောင့်မလို့လောက်ခိုင်းတာမျိုးတွေကောင်းကောင်းမလုပ်တာ response မလာတာမျိုးတွေအများကြီးဖြစ်တတ်ပါတယ်။ဒါရမြန်အဲ့လိုမခုံနေနဲ့လေ။ဒါမပြေးနဲ့ရမြန်။မပြေးနဲ့လို့ င်ဘာရှာနေလဲ။ဟောကျုပ်ဖုန်းလေးဟိုမှာညီသားယူဆော့ပြီးဗန်နားထားလိုက်မှမသိဘူး။ရှာလို့မတွေ့ဘူး။မောတော့မောလာပြီတကယ်ပဲ။ဟာဟာမိမကြီးမညီသားကျုပ်ဖုန်းရေခဲတရထည့်ထားတယ်ဟာ။ဟဲ့ရှေ့ဖုန်းလည်းဟင်းဟိုးရဲရောက်လိုက်ရေခဲတရရောက်လိုက်လေ။ဖွင့်ကြည့်ပါအောင်ကောင်းကောင်းသိရလား။အေးသိရဲ့ကျုပ်အဲ့ဒါလေးသိလို့ဒီမှာ Oppo A5 Pro ဝယ်ထားတာဟေးအကျန်းခံတယ်ဆိုပြီးတော့ဟေးတော်သေးတယ်ဟေးကောင်းသေးတယ်။ဟူးသမီးကြီးသား Pro ကတော့သတိထားရမယ့်တစ်ချက်က 白月是未来的大卫。哎、嗯，欸、你对，俺的、嗯欸、白月是刚刚洗的水呢，颜色不一样，洗吧。 ေးရပေါ့ဒီဖုန်းမှာ AI ပါလို့နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ budget ပေါ့နော်နှစ်ခုသလုံးကစတုံးနေရအတော်ကုန်ကြတဲ့များရပြောရမယ်ပြီးရင်ဘယ်ရဘလို့ကုန်မဲမသိရတယ်ပြင်ဆင်စရိတ်တွေလည်းရှိရတဲ့အတွက်အတော်ကုန်ကြရပြောရမယ် နောက်ဆုံး over all အနေနဲ့ပြောရမယ်ဆိုရင်အချိန်လဲကုန်ငွေလဲကုန်စိတ်လဲရှုပ်လူလဲပင်ပန်းကျင်နေဆိုရင်တော့တမီးသား Pro ရွေးချယ်တင်ပါတယ်သူထက်ငွေပိုကုန်လူပိုပင်ပန်းကျင်နေဆိုရင်တော့အိမ်တော်နဲ့ Pro Max ကိုရွေးချယ်လိုက်ပါဒါမှမဟုတ်ဘူးဒီလိုစိတ်ရှုပ်စရာတွေလည်းလုံးဝမကြုံကျင်ဘူး budget လဲချွေတာကျင်နေဆိုရင်တော့ single light ကိုပဲယူလိုက်ပါကြာ